ညနေခင်းပါရှင်အော်တိုဝါလ20ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကို စတင်မိထားရထုံးလဲတင်ဆက်ပေးပါမယ်ဒီနေ့ညနေခင်းသတင်းတွေမှာတော့မြန်မာထိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားနေတဲ့ KK ပါကိုတမတော်စစ်ကြောင်းတွေဝင်ရောက်ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းအော်တိုဝါ21ရက်မှာဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာလေပြင်းရင်းရုံဝတ်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားတဲ့သတင်း ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့ကကာတာဆွေးနွေးပွဲမှာချက်ချင်းအပြည့်အခက်ရက်ဆဲဖို့သဘောတူညီချက်ရရှိခဲ့တဲ့တဲ့နဲ့လီဗာပူးပရိသတ်တွေရဲ့အကူအညီကြောင့်နိုင်ပွဲရခဲ့တာဖြစ်တယ်လို့ဘရူနိုဖာနန်ဒက်စ်ပြောကြားတဲ့တဲ့နဲ့အဆရှိတဲ့တဲ့နဲ့ပေါင်းဝင်ပါတယ်။ဦးဆောင်တဲ့ဘုတ်အနေနဲ့မြန်မာတိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားနေတဲ့ KK ပောက်ကိုတမရော်စစ်ကြောင်းတွေဝင်ရောက်ရှင်းလင်းခဲ့တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။မြန်မာတိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားနေတဲ့ KK ပောက်ကို တပ်မတော်စစ်တောင်းတွေဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။2024ခုနှစ်က KNN နေနဲ့ PDF တွေထိန်းချုပ်ခဲ့တဲ့ရွှေကင်းသာစခန်းကိုအော်တိုဝါ18ရက်မှာ၎င်း0.1098ဆွေတော်စခန်းကုန်းကိုအော်တိုဝါ18ရမှာ၎င်းအစင်းစင်သိမ့်ပိုက်နိုင်ခဲ့ပြီးနေဆက်ဒေတာတရှောင်းမှာရှိတဲ့အဓိကအချက်ချာကြတဲ့နေရာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနဲ့နေဆက်ဒေတာတရှောင်းဆက်လက်ရှင်းလင်းဆောင်ရွက်သွားမယ်လို့သိရပါဗျာ အဲ့လိုတိုက်ခိုက်သိမ်းပိုက်စဉ်မြန်မာတိုင်းနယ်စပ်အနီးမှာရှိတဲ့နမဲဆိုးနဲ့ကြော်ကြားနေတဲ့ KK ပောက်ကိုလည်းတစ်ချိန်တည်းတစ်ပြိုင်တည်းထဲဝင်ရောက်ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲစဉ်တစ်လျှောက်တောင်ကျန်းသူတွေနဲ့တိုက်ပွဲကြီး6ကြိမ်တိုက်ပွဲငယ်52ကြိမ်ဖြစ်ပွားခဲ့ပြီးအလောင်း10လောင်းလက်နက်မျိုးစုံ16လက်နဲ့ဆက်ဆက်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ KK Park အတွင်းကနေထူးခြားလက္ခဏာမတွေ့ပေမဲ့ တရားမဝင်ဆက်သွယ်မှုဆောင်ရွက်ဖို့ရည်ရွယ်တက်ဆင်ထားတဲ့ Starlink စလောင်းအစုံ30နဲ့ဆက်ဆက်ပစ္စည်းတွေကိုတင်စီရောက်မိခဲ့တဲ့အပြင်ဆောင်းလုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံး၊နှစ်ထပ်တိုက်အလုံး100၊လေးထပ်တိုက်အလုံး20နဲ့၅ထပ်တိုက်1လုံး၊တစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး20၊နှစ်ထပ်တိုက်ဈေးဆိုင်ကန်အလုံး30တထက်တိုက်ကိုရောင်15လုံး၊နှစ်ထက်တိုက်ကိုရောင်အလုံး20၊လေးထက်တိုက်ကိုရောင်10လုံး၊စောင်းလုံး10၊နှစ်ထက်တိုက်21လုံး၊သုံးထက်တိုက်10လုံး၊လေးထက်တိုက်5လုံး ငါးထက်တိုက်ငါးလုံးနဲ့တထက်တိုက်စေဘေကန်နှကန်းတို့ကိုတွေ့ရှိခဲ့ပြီးအစောပိုင်းအဆောင်နေအတွင်းကနေအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတို့ကိုတွေ့ရှိခဲ့တယ်လို့သိရပါတယ်အစောပိုင်း KK ပောက်ဝင်းအတွင်းမှာရှိတဲ့အဆောင်အုံတွေ ဆောက်လုပ်ထားရှိမှုမြေပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတော်အစိုးရရဲ့တရားဝင်ခွင့်ပြုမိန့်မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နဲ့ခရီးသွားလာရေးရဲ့ဆောက်လုပ်ခွင့်ခွင့်ပြုမိန့်တွေနဲ့ပတ်သက်ပြီးတရားဝင်ဆောင်ရွက်စာရဲနဲ့စစ်ဆေးတွေးရှိခြင်းမရှိတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကိုဆင့်ခေါ်ရမှာလဲလာရောက်ခဲ့ခြင်းမရှိတဲ့အတွက်လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုလုံထုံးလုံနည်းတွေနဲ့အညီဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ KNU KNL တောင်းကျမ်းသူတွေအနေနဲ့ NCA ကိုဖျက်ဆီးလိုတဲ့ရည်ရွယ်ချက်နဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်၄ကောဒေတာတဝိုက်အခြေပြုပြီးအစိုးရအုပ်ချုပ်မှုရန်ဒီယာတွေပြက်စီးစေဖို့နဲ့၎င်းတို့ရဲ့အိမ်မက်ဖြစ်တဲ့တိကျလွတ်လပ်သောကောတူလင်းပြည်နယ်နဲ့ကောတူလင်းအစိုးရထူထောင်ဖို့အတွက်2021ခုနှစ်မှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့်နေဆက်ဒေတာတွေကိုထွက်ပြေးတင်းရှောင်လာသူတွေကို လူသားချင်းစာနာထောက်ထားမှုအကြောင်းအရာခေါင်းစဉ်အောက်မှလက်ခံထိန်းသိမ်းပြီးပြည်ပနိုင်ငံကြီးတချို့ရဲ့ငွေကြေးထောက်ပံ့မှုတွေဒေသတွေမှာကြားဖြန့်အပောင်းဝင်တရားမဝင်လုပ်ငန်းတွေကနေရရှိတဲ့ငွေကြေးတွေကိုလက်ခံရယူပြီးအကြမ်းဖက်သင်တန်းတွေတင်ကြားပို့ချကောင်းလက်နက်တွေတက်ဆင်ပေးပြီးရှေ့ကာတက်အဖြစ်အသုံးချပြီးကင်းပြင်းတဲ့အတွင်းမှာရှိတဲ့တမရော်ရဲ့စစ်စင်ရေးနဲ့နေမြေစုံမိုးရေးဆောင်ရွက်နေတဲ့တပ်စခန်းတွေအပါအဝင် တေငန်းညီနောင်နဲ့မြရီဒေတာမှာရှိတဲ့နေမြေကန်တရင်တက်ဖွဲ့တွေနဲ့တက်စခန်းတွေကိုအင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခိုက်တာတွေဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်အဆိုပါသုံးချမ်းသူတွေခိတအစိုးမိုးထားတဲ့တက်စခန်းတွေနဲ့မြို့ရွာတွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတေငန်းညီနောင်တက်နယ်ကို2025ခုနှစ်စက်တဘာ6ရက်မှာပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီးကော့ဂရိတ်တေငန်းညီနောင်မြရီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက် မြန်မာထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက်မြန်မာနိုင်ငံနဲ့နမိတ်အတွင်းမှာ KNL နဲ့ PDF တောင်းကျမ်းသူတွေခေါ်အမှုမရှိစေရေးနမိတ်စုနဲ့ကြော်ကြားနေတဲ့မြန်မာထိုင်းနယ်စပ်တစ်လျှောက်မြန်မာဘက်ခြမ်းကိုတရားမဝင်နိုင်ငံသားတွေနယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီးတရားမဝင်အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့လောင်းကစားမှုနှိမ်နင်းရေးအတွက်လိုအပ်တဲ့အကြမ်းဖက်ခြေမုံမှုစစ်ဆင်ရေးတွေကိုဆက်လက်ဆောင်ရွက်ခဲ့ရာတောင်းကျမ်းသူတွေခေါ်အောင်နေထိုင်တဲ့လက်ခတ်တောင်ဖရာကုံနဲ့ပတ်ဝန်းကျင်ဒေသတစ်ဝိုက်ကိုစက်တမ9ရက်မှာလကောက်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းက 2015ခုနှစ်မှာဒေသခံတိုက်ပွဲရှောင်ပြည်သူတွေအတွက်ဆောင်းလုပ်ပေးထားတဲ့ 6K ကောမျိုးသစ်ကိုစစ်ကြောင်းတွေခွဲပြီးအစင်းစင်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာအော်တိုဝါ9ရက်မှာအဆိုပါ 6K ကောမျိုးသစ်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဆိုပါမျိုးသစ်မှာအရင်ဆောင်းလုပ်ပေးကစားဒေသခံတိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူတွေနေထိုင်ကြပေမဲ့လေ2023ခုနှစ်နောက်ပိုင်း KNL လေးနဲ့ PDF တောင်းကျမ်းသူတွေကအဆိုပါဒေသခံတိုင်းရင်းသားတွေကိုမောင်းထုတ်ပြီးအကြမ်းဖက်အုပ်စုနဲ့ ၎င်းတို့ရဲ့မိသားစုဝင်တွေတရားမဝင်သိမ်းပိုက်ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်တယ်လို့လည်းသိရပါဗျ။အော်တိုဝါ21ရက်မှာဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းထားတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။အော်တိုဝါ21ရက်မှာဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ဒီနေ့မြန်မာစံတော်ချိန်မနက်၈နာရီခွဲချိန်တိုင်းထွာချက်တွေအရမင်္ဂလာပင်လယ်အော်အရှိတောင်ပိုင်းမှာအော်တိုဝန်21ရက်နေ့မှာလေပြင်းနဲ့ရေမွန်တခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားတာပါ။ဒါ့ပြင်ထူးခြားတဲ့အခြေအနေအနေနဲ့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရတောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းဖန်ရှန်ဟာ အနောက်မြောက်ဘက်ကိုရွှေလျားနိုင်ပြီးနောက်24နာရီအတွင်းအာကောင်သောအပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရကြောင်းလည်းထုတ်ပြန်ထားပါတယ်။ကပလီပင်လယ်ပြင်မြောက်ပိုင်း၊ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနဲ့အရှေ့အလယ်ပိုင်းတို့မှာတိမ်အနှင်းငယ်ဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်အတင်းကနေတိမ်ထူထက်နေရလို့သိရပါတယ်။ထပ်မံပြီ။ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်တို့က ကာတာဆွေးနွေးပွဲမှာချက်ချင်းအပြည့်အခန့်ရက်စဲဖို့သဘောတူညီချက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါအစောပိုင်းယာယီအပြစ်ခံရဲစဲရေးကျိုးပေါက်မှုကိုဖြစ်စေခဲ့တဲ့ပါကစ္စတန်မြေလေကြောင်းတိုက်ခိုက်မှုတွေကြောင့်အာဖဂန်နိုင်ငံသား၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီးတဲ့နောက်ဒိုဟာမြို့မှာဆွေးနွေးမှုတွေအတွင်ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်နှစ်ဖက်စလုံးကချက်ချင်းအပြစ်ခံရဲစဲဖို့သဘောတူညီချက်ရရှိခဲ့ပါတယ်။ တာဝါရှအိန္ဒိချင်းနှစ်နိုင်ငံဖြစ်တဲ့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်ဟာသတင်းဘက်တစ်ပတ်ကျော်ကြာနေဆက်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး2021ခုနှစ်မှာတာလီဘန်အစိုးရပြန်တက်လာပြီးနောက်ပိုင်း၎င်းတို့ရဲ့အစိုးဆုံးပဋိပက္ခဖြစ်လာခဲ့ပါတယ်။အော်တိုဘာ18ရက်လေကြောင်းတိုက်ခိုက်မှုမတိုင်မီ48နာရီကြာအပြည့်အခက်ရဲစဲရေးဟာဒါဇင်နဲ့ချီတဲ့တပ်ဖွဲ့တွေနဲ့အရဲသားတွေကိုတေဆုံးစေတဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်သွားစေခဲ့ပါတယ်။ ဒိုဟာမှာငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီးတဲ့နောက်ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အော်တိုဝါ19ရက်အစောပိုင်းမှာထုတ်ပြန်ချက်မှာနှစ်ဖက်လုံးကချက်ချင်းအပြစ်ခတ်ရဲစေဖို့သဘောတူညီခဲ့ပြီးနှစ်နိုင်ငံကြားထောက်ရငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုခိုင်မာစေတဲ့ရန်ဒီယာတွေကိုထူထောင်သွားကြဖို့သဘောတူညီခဲ့ကြပါတယ်လို့ဆိုပါတယ်။အပြစ်ခတ်ရဲစေရေးတည်ကြစေရေးအတွက်လာမယ့်ရက်ပိုင်းအတွင်းနောက်ဆက်တွဲတွေးဆဆွေးနွေးမှုတွေလှုပ်ဆောင်ဖို့လည်းသဘောတူညီခဲ့ကြကြောင်းကာတာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ပါကစ္စတန်ကာကွယ်ရေးဝင်ကြီးခါဝါဂျာအစစ်ကလည်းအပြစ်ခတ်ရဲစေးရေးသဘောတူညီချက်ရရှိကြောင်းအတည်ပြုခဲ့ပြီးအော်တိုဘာ25ရက်မှာအစ္စတန်ဘူမှာထပ်မံတွေ့ဆုံသွားမယ်လို့ပြောပြခဲ့ပါတယ်။အာဖဂန်နစ္စတန်ကနေပါကစ္စတန်မြေပေါ်ကအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်သွားမှာပါ။အိန္ဒိယနဲ့နိုင်ငံစလုံးကတဖက်စီရဲ့အထောက်အကူလေးစားသွားမှာပါလို့အစစ်ကလူမှုမီဒီယာမှာဖော်ပြခဲ့ပါဗျ။ အာဖဂန်နစ္စတန်ရဲ့ပြောရေးဆိုခွင့်ရှိသူစာဖီဟူလာမူဂျာဟစ်ကလည်းသဘောတူညီချက်လက်မှတ်ရေးထိုးကြောင်းအတည်ပြုခဲ့ပါတယ်။နှစ်ဖက်စလုံးကအချင်းချင်းရန်လိုတဲ့ဘလို့အပြုမှုမျိုးမှမလုပ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်လို့၎င်းကလူမှုမီဒီယာအိတ်စ်မှာဖော်ပြခဲ့ပါတယ်။အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနကလူမှုမီဒီယာအိတ်စ်မှာတင်ထားတဲ့တက်ပေါ်မှာသဘောတူညီချက်လက်မှတ်ရေးထိုးပြီးတဲ့နောက်လက်ဆွဲနှုတ်ဆက်နေကြတာကိုမြင်တွေ့ရပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ လီဗာပူးပရိသတ်တွေရဲ့အကွင့်ကြီးကြောင့်နိုင်ပွဲရခဲ့တာဖြစ်တယ်လို့ဘရူနိုဖာနန်ဒက်စ်ပြောကြားခဲ့တဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။မန်ယူအသင်းကောင်းဆောင်ကွင်းလင်ကစားသမားဘရူနိုဖာနန်ဒက်စ်က FA ကွင်းမှာလီဗာပူးအသင်းကိုအနိုင်ရရှိခဲ့တာဟာလီဗာပူးပရိသတ်တွေရဲ့အကွင့်ကြီးကြောင့်ဖြစ်တယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။ မန်ယူသင်းဟာလေဘာဘူအသင်းကိုအန်ဖီးကွဲမှာ2016ဇန်နဝါရီလကနောက်ဆုံးအနိုင်ရခဲ့ပြီးဂျာကာလရှင်ပြန်ကစားခဲ့တဲ့ဆယ်ပွဲမှာအနိုင်မရခဲ့ပဲအခုမှပထမဆုံးအကြိမ်ပြန်ပြီးအနိုင်ရခဲ့တာပါဘရူနိုဖာနက်ဒက်စ်ကလေဘာဘူပရိသတ်တွေအနေနဲ့သူတို့ရဲ့အသင်းကိုအော်ဟစ်လောင်ပြောင်ပြီးဖိအားပြန်ပေးတာကြောင့်မန်ယူအသင်းအတွက်အကူအညီဖြစ်စေခဲ့ကြောင်းပြောကြားခဲ့တာပါ ထမပိုင်းမှာသူတို့ဖီးယားအောက်ရောက်ခဲ့တယ်လို့ကျွန်တော်တို့နားလည်လိုက်ပါတယ်။သူတို့ဘောလုံးပိုင်းဆိုင်ထားချိန်မှာပရိသတ်တွေကမြ мян ကစားဖို့အော်ဟစ်ဖီးယားပေးခဲ့တာကြောင့်သူတို့အခက်တွေ့ခဲ့ကြပါတယ်လို့ Bruno Fernandes ကပြောပါတယ်။ Bruno Fernandes ဟာအဲ့ဒီပွဲမှာမကွာယာသွင်းယူတဲ့အနိုင်ဂိုးကိုဖန်တီးပေးခဲ့ပြီးဒီရသည်မှာပထမဆုံးပြုတ်လုံနိုင်တဲ့ဂိုးဖန်တီးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။သူဟာပရီးမီးယားလိပြိုင်ပွဲမှာမန်ယူအသင်းအတွက်ပြုတ်လုံခဲ့တဲ့ဂိုးဖန်တီးမှု52ကြိမ်ရှည်သွားပြီဖြစ်တာကြောင့် Ryan Giggs, Werroni, David Beckham နဲ့ Pascal Rojo ရဲ့နောက် ပြင်စမအများဆုံးဖြစ်လာတယ်လို့သိရပါတယ်အော်တိုဝါ20ရင်းနေ့ညနေ4နာရီညနေခင်းသတင်းတွေကိုတိုင်းရထုံးလေးတင်ဆက်ပေးသွားခဲ့တာပါည8နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်